ပြည်သူများခမအခုပင်ဟလင်ကြီးရဲ့နောက်ဆက်တွဲအနေနဲ့ ARD မြေဟာထူချားစွာပဲပြောင်းလဲလာပြီးတော့တချို့သောမြူကြီးတွေရေတတော်လေးကိုကြီးနိုင်တာဖြစ်တဲ့အတွက်အတက်အန္တရာယ်မဖြစ်ဖို့မလို့သားပညာရှင်ဦးဝင်းနိုင်နဲ့မိုးစလာဌာနကလည်းအရေးပေါ်ပဲပြည်သူတွေကိုသတိပေးလာခဲ့ပြီလေဖြစ်ပါ रे ARD မြေရဟာမနေ့ကဆိုရင် မြကြီးနာမှာ မနေ့ပိုင်း12နာရီကနေစတဲ့လိုက်တာများ12နာရီ30မိနစ်ကွက်တိမှာတိုင်းတာချက်များအယ ငားဘေးခွဲကနေစသက်တာညနေ၈နာရီခွဲမှာတော့ကျွန်တော်တို့ကိုဘေးကြကြောလောက်ကိုတက်သွားတယ်လို့သိရပါတယ်။ဒါကြောင့်မလို့မြေအခြေအနေကတော့ဆိုရင်းစရာအခြေအနေပါ။မြေချီနာမြို့ကနော်လုံကနေနှစ်ကလေးတကယ်ကိုနစ်မြုပ်ကုန်တာဖြစ်တယ်။ဒါကြောင့်ပြည်သူတွေယူဆိုင်မှာရပါမယ်။အေယာဝရီမြေကြီးဟာအလုံးလေးတိချရတဲ့အတိုင်းပါပဲ။ငလင်လှုပ်ပြီးတာနဲ့ထိထိချေချောက်ကိုပြောင်းလဲသွားခဲ့တာဖြစ်တယ်။တချို့သောဒေသတွေမှာတတော်လေးကိုအေယာဝရီမြေကြီးဟာခန်းချောက်သွားခဲ့ပြီးတော့အခုချိန်မှာတော့အေယာဝရီမြေကြီးဟာ 2K နော် ဒီရေကတက်လာတာဖြစ်တဲ့အတွက်ပြည်သူတွေစိုးရိမ်ရမယ့်အနေအထားမှာရှိနေပါတယ်။မြေကြီးနာမြို့မှာတည့်ရက်အကျွမ်းအောင်ကူးပြီးကြကြော်လောက်ကိုမြစ်သက်သွားခဲ့တာဖြစ်တဲ့အတွက်စိုးရိမ်ရမယ့်အနေအထားမှာမိုးစရကကြီးညပါတယ်။ပြည်ကကြာတော့ဒါကြောင့်မို့လို့ပေါ့ဗျာ။ဒါတည့်ရက်ကနေ9ရက်အတွင်းမှာဗမော၊ရွှေကူကတားနဲ့တပိတ်ချင်းမြို့တွေမှာ9ပြီခွဲမှနော်။ဒါကူးပြီခွဲခန့်မြစ်တက်လာနိုင်ကြောင်းကိုအရေးပေါ်ပဲတီးပေးထားတာကိုလည်းတွေးရပါတယ်။ဒုနီးသူပဲ9ရက်ကနေ10ရက်အတွင်းမှာမန္တလေးစကိုင်းမြင်းမူ ပုဂ္ဂိုလ်ညောင်ဦးမြို့တို့မှာ၄ဘီခွဲကနေ၅ဘီခွဲခန့်เนาะနောက်ရှေ့မှာ73ရင်းနေအတွင်း6မင်းဘူးမကွေးအောင်လန်းပြီးစိတ်သာအင်္ဒရာနေဇလုံမြို့တို့မှာ3ဘီခွဲမှ၄ဘီခွဲချီလက်ရှိရေမှတ်များထက်မြင့်တက်နိုင်တယ်လို့သိရပါတယ်เนาะဒီထက်မကလေးမြင့်တက်လာနိုင်ကြောင်းကိုမိုးစလာကအရေးပေါ်ပဲသတိပေးထားတာကိုလေးတွေ့ရပါတယ်ဒါကြောင့်မလို့မြင့်ချောင်းများအတွင်းလာနေတဲ့ရေရင်လေတင်မောများအနေနဲ့ဂယုပြုတင်ချောင်းနဲ့တဲတောင်ခုံများမှာစိုက်ပျိုးရေးလုံးဝလုတ်ကင်နေကြတဲ့သူများအနေနဲ့ ညည်ရီတိုးလာနိုင်တာကိုဂယုပြုနေထိုင်ရမှာဖြစ်ကြောင်းမိုးစလာကအရေးပေါ်ပဲသတိပေးထားတာကိုလည်းတွေ့ရပါတယ်။ဒါကြောင့်မလို့ပြည်သူများခင်ဗျာနောက်ဆက်တွဲခလိန်အပါဝင်အခုရည်ကြီးမှုကိုသတိပေးကြပါ။မန္တလေးမြို့ကြီးဟာလေဒီမိုးရာသီမှာရေအောက်ရောက်သွားနိုင်တယ်လို့ဂျူတင်ခဲမှန်းချက်တွေလည်းရှိနေပါတယ်။ဒါကြောင့်မလို့ပြည်သူတွေအနေနဲ့ကိုယ်ကလေးကနေဂျိုဒင်ပြည်စင်မှုတွေများစွာလို့စောင့်ကြဖို့တိုက်တွန်းများစီဗျာ။